ဆလင်းစင်ပြူကျုံကားလန်းကနေစစ်ကောင်စီတပ်တွေစစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာတဲ့အတွက်မကွေးတိုင်းတွေကတချို့ဂျေးရွာတွေမှာတိုက်ပွဲတွေဖြစ်နေပါတယ်။သတင်းပြည်ဆောင်ကိုတော့မော်ရစ်ပြောပြထားပါတယ်ရှင်။မကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်ထဲမှာနေမြေရှင်းလင်းဆိုပြီးတင်ကားတွေပါဝင်စစ်ကြောင်း၃ကြောင်းခွဲပြီးတက်လာနေလို့နေမြေကန်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။တင်ကား၂စီးတန်ကြက်ကာကား၂စီးနဲ့ဖောကားတွေပါတဲ့စစ်ကြောင်းကမကွေးမြို့ကနေဆလင်းမြို့ဘက်ကိုတကြောင်းတက်လာနေပြီး စလင်းမြို့နယ်တညောင်တိုက်နယ်ကနေစစ်ကြောင်းတကြောင်စလင်းစင်ဖြူကျွန်းလန်းဘိုင်းကနေစစ်ကြောင်းတကြောင်ဆိုပြီးတုံးကြောင်ခွဲတက်လာနေတယ်လို့စစ်တပ်ထောက်ခံသူတွေရဲ့သတင်းတချို့မှလည်းပေါ်ပြနေကြပါဗျ။လက်တလောတိုက်ပွဲတွေဟာစင်ဖြူကျွန်းသားကပန်းတိန်ကုန်းကျွရနာထီရောက်လာပြီလို့စလင်းပကဖအဖွဲ့ကလည်း DBB ကိုအတည်ပြုပါဗျ။ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ညကလည်းစစ်ကောင်စီစစ်ကြောင်းစလင်းမြို့ထဲရောက်နေတဲ့အချိန်စလင်းမြို့စစ်ကောင်စီထောင်လန်းရေးကျုံးကို အပြင်းစားမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့စလင်းမြို့နယ်ယူကြည်ပူပေါင်းရေးအဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုစလင်းမျိုးပြယူကြည်ကြပေါ့အဖွဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပါလဖရာကြီးပောက်တောင်ပိုင်းကျမ်းမာရေးတူနာပြူတပ်ဖွဲ့နဲ့ဗမာတပ်တော်ပူးပေါင်းအဖွဲ့တို့ကပါဝင်ခဲ့တာဖြစ်ပြီးရဲဘော်တွေအားလုံးထိခိုက်မှုမရှိဘဲပြန်ဆုတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဖော်ခွဲတော်တော့ကျွန်တော်တို့ဒီညာရှင်းနာရေးအချိန်ပေါ့နော်ဒီစလင်းမျိုးရဲ့ဒီစာရဖဒီတောင်တိုင်းရုံကိုကျွန်တော်တို့ဒီအဝေးလေးစလင်းတဲ့ပဲဖောက်ခွဲတာပေါ့။မိုင်းရတော့အတင်းထဲထိရောက်တော့ဆိုတော့ဒီထိခိုက်မှုလည်းရှိနိုင်တယ်ပေါ့နော်။အစားအုပ်ကတော့ပျက်စီးတာပေါ့။ ကျွန်တော်တို့ပေါ်ခွဲချိန်ကတော့ဒီခွေးစီကြောင်းပေါ်တော့ရွာဘက်မှာဒီစကြောင်းဝင်နေပြီပေါ့နော်စကြောင်းထုံးနေတဲ့အချိန်ကျွန်တော်တို့ကလည်းနောက်ကနေပြီးတော့ဒီခွေးတွေရဲ့အလစ်ကိုဝင်ပြီးမှကျွန်တော်တို့ပေါ်ခွဲခဲ့တာပေါ့ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်းကလည်းစလင်းစင်ဖြူကျွန်းလမ်းပိုင်းတွေကိုယာယီပိတ်ထားတယ်လို့ပြည်သူတွေကိုအသိပေးထုတ်ပြန်ထားပါသေးတယ်ပြီးခဲ့တဲ့ဇော်လာ28ရက်နေ့မှာစလင်းမြို့နယ်ကထွက်လာတဲ့တင့်ကားနဲ့တန်ချက်ကာကားတွေအပါစစ်ကြောင်းဟာစင်ဖြူကျွန်းမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်စလင်းမိုးဝင်းတရက်ချင်းစင်ဖြူကျွန်းလမ်းပိုင်းတွေကိုခီးသွွားပြည်သူတွေအသုံးမပြုဖို့ဆိုပြီးထုတ်ပြန်ကြမှာပါတာပါ ခီးသွားကားတွေအနေဖြင့်လည်းစစ်ကောင်စီရန်တန်းနေနဲ့အနီးကပ်မောင်းနှင်တာမျိုးမလုပ်ဖို့အသိပေးထားပြီးအချိန်မရွေးတိုက်ပွဲဖြစ်တဲ့အခါစစ်ကောင်စီတပ်တွေကကားတွေကိုချောဆွဲတာမျိုးလုပ်တဲ့အတွက်မှားယွင်းပစ်ခတ်မိနိုင်တဲ့အခြေအနေမျိုးတွေကြောင့်လမ်းကိုယာယီပိတ်ထားတာလို့ပြည်သူ့ကာကွယ်ရေးအဖွဲ့စလင်ကမြစ်တာရက်ခံထားပါဗျ။စလင်နာတဝိုက်ကဒေသခံတအူးကလည်းလက်ရှိအခြေအနေတွေကိုအခုလိုပြောပြထားပါတယ်။ဆရာဆရာဟိုကတိုက်ပွဲကကိုယ်ကဖြစ်နေတော့မှာ။ငိုးငိုးရတော့ငါကဖမ်းတယ်လို့ပြောရင်ငိုးရင်းမှာလေ။သူတို့ကသူတို့ကတော့ကိုယ်ကဖမ်းတော့ဖမ်းလာရပေါ့နော်။ဒါမဲ့ ဒီနေ့ကဒီနေ့ကျတော့အဲ့လူတွေတန်းမှတ်တယ်လို့ပြောတယ်စစ်ကြောင်း၃ကြောင်းခွဲပြီးဝင်လာနေတဲ့အတွက်မကွေးတိုင်းတွေကတိုက်ပွဲတွေဖြစ်နိုင်ခြေရှိတယ်မိုးဝင်ဂုံခွင်းပေါင်လုံးတာစီရွာအပါဝင်ကြေးရွာအများစုကဒေသခံတွေဟာဘေးလွတ်ရာကိုရှောင်နေကြပြီဖြစ်ပါတယ်ကျွန်တော်မော်ရစ်ပါ